တရုတ်နဲ့ရုရှားနိုင်ငံတို့ရှိနေဆက်ဒေသများမှာလမ်းပန်းဆက်သွယ်ရေးကိုအစိမ်းမြင့်ဆောင်ရွက်ခဲ့ကြောင်းသိရပါဗျ။တရုတ်နိုင်ငံအရှေ့ပိုင်း အရှေ့မြောက်ပိုင်းဟေလုံချမ်းပြည်နယ်ဟိုင်ဟန်နဲ့ရုရှားနိုင်ငံအမွာအော်ဘလက်ရှိဗလာဘိုဗက်ရှန်တိုဟာနှစ်နိုင်ငံအကြားအနီးစပ်ဆုံးနေဆက်မြို့များဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်စက်တင်ဘာလကလေးကတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့အကြားဗီဇာကင်းလို့ရိတ်ခရီးစဉ်များကိုပြန်လည်စတင်ခြင်းဖြင့်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ထားတာကြောင့်နေဆက်ဖြတ်ကျော်ခရီးသွားလာမှုမြင့်တက်လာခဲ့ပါတယ်။နေဆက်ဖြတ်ကျော်သွားလာရေးအစဉ်ပြေမှုကြများကြောင့်စေဘတ်ပိုင်းဆိုင်ရာခရီးသွားလုပ်ငန်းဟာဟိုင်ဟဲမျိုးမှာတိုးတက်လာခဲ့ပါတယ်။တရ ရုတ်ရိုးရာစေပညာကိုလေ့လာခန်းစားနိုင်ဖို့လာရောက်တဲ့ရုရှားခရီးသွားအသည်များဟာမကြခဏ၎င်းတို့ရဲ့ကုသမှုများနဲ့အပန်းဖြေလှုပ်ရှားမှုများကိုတွဲဖက်ကဒေသတွင်းခရီးသွားလုပ်ငန်းတိုးတက်မှုကိုတွန်းအားပေးရရှိကြောင်းလည်းသိရှိရပါတယ်ရှင်။